မင်္ဂလာပါရှင်ဧပြီလ9ရက်စနေနေ့ရွှေငွေအထူးအကြပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မယ့်သတင်းကငလျင်တန်းကျောင်းစကိုင်းတောင်ယိုပေါ်တွင်ပျက်စီးသွားသည့်များကိုတိရကူစီရော်ချီလိုက်လံကြည့်ရှုတော်မူတဲ့သတင်းဖြစ်ပါတယ်။အင်အားအလုံးပြည့်ထန်သောငလီလှုပ်ခတ်ခဲမှုကြောင့်စကိုင်းတောင်ယိုပေါ်တွင်ပျက်စီးသွားသည့်များကိုဧပြီလ3ရက်နေ့ပိုင်းကတည်ထောင်ကိုဆရာတော်ကြီးကိုရိုင်းလိုက်လံကြည့်ရှုတော်မူကြောင်းသိရပါသည်။ ်ပီတာဂူဆရာတော်ကြီးဟာငလျင်ဓာတ်ကြောင့်ပျက်စီးသွားတဲ့သခိုင်းတောင်ရိုးပေါ်ရှိတယံဘူးစီတီတော်စွန်ဥပုံညာရှင်စီတီတော်သခိုင်းမျိုးပေါ်ရှိထူပါယုံစီတီတော်စင်များရှင်စီတီတော်မင်္ဂလာမဟာစီတီတော်နဲ့စီခုံကြီးစီတီတော်တို့အားကြည့်ရှုတော်မူခဲ့ကြောင်းသိရပါတယ်။ဒါအပြင်သခိုင်းတောင်ရိုးရှိစာသင်တန်းကြီးများတိလရှင်အကြောင်းများသုံးရီအစဉ်ပြည့်စည်ရန်တိရကူရှိလူတော်လုပ်ငန်းများကိုအမြန်ဆုံးလေပတ်ရန်လဲတိုက်တွန်းတော်မူကြောင်းနဲ့ရှေးပိုင်လိုင်းများအမြန်ဆုံးပုံမှန်လေပတ်နိုင် နိုင်ရန်တိရကိုရေဝင်တန်းများမှစောင့်ဝါလျက်ရှိတယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ဧပြီလ၄ရက်နေ့နံပိုင်းအချိန်အထိနောက်ဆက်တွဲငလျင်အချိန်ရ82ချိန်အထိလှုပ်ခတ်ခဲ့တယ်လို့ဆိုရတဲ့တဲ့ရင်ဖြစ်ပါတယ်။စကိုင်းနဲ့မန္တလေးမြို့တို့တွင် match လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ radar scale 9.8ရှိအလွန်အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်းဧပြီလ၄ရက်နေ့နံပိုင်းအထိနောက်ဆက်တွဲငလျင်အရေအတွက်82ချိန်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်းမိုးဇလာရဲ့အသိပေးချက်အရသိရပါတယ်။ အဆိုပါနောက်ဆက်တွင်ငလျင်ခင်များဟာမိထေလာတန်တော်ကြီးထီချိုင်းစခိုင်းနေပြည်တော်မလိုင်းတကုံပြမနာမြို့လာအေလာရေတာရှိရွာငန်းဝန်တွင်ကြောက်စေထန်းတပင်ပသိမ်ကြီးကြောင်မြောင် ဝက်လက်တကရနထိုကြီးစင်ကိုင်းတောင်ကူတာစီ အုတ်တွင်း မတရားဖြူပြင်ဆက်လူမျိုး စသည်တို့တွင်အမြင့်ဆုံးရေတာစကေ9.5အစင်မှအနေဆုံးရေတာစကေ2.8အစင်အထိနောက်ဆက်တွင်ငလျင်များဆက်တိုက်လောက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်ထမိုင်နေစမဲတဲ့တဲ့ငါရောငလျင်ကြောင့်ထိကြိုက်သူများကိုအမခံပေးမယ်ဆိုတဲ့တဲ့ဖြစ်ပါတယ် မရှန်ဆက်ရှိအတွင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်သူများကိုငလျင်အာမခံပေးတော်မှာဖြစ်ကြောင်းမြန်မာနိုင်ငံအာမခံအသင်းမှထုတ်ပြန်ထားတယ်လို့သိရပါဗျ1930ခုနှစ်တွင်လှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့သမိုင်းဝင်ပဲခူးမြင်ငလျင်ကြီးရဲ့အင်အားမှရေဒါစကေ9.3ဖြစ်ပြီးယခုငလျင်ကြီးရဲ့ပြင်းအားမှရေဒါစကေ9.3ဖြစ်ပါတယ် အခုလိုပြင်းထန်သောမြင်းကလေးကြီးကြောင့်လူအသက်ဆုံးရှုံးခြင်းခန္ဓာကိုယ်ထိခိုက်ခြင်းအိုးအိမ်ပစ္စည်းဆုံးရှုံးခြင်းအိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများကြုံတွေ့နေရသည်ကိုစိတ်နှလုံးညှို့ချုံစွာတွေ့မြင်ခံစားရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငလျင်ပေးလှူပြီးပြန်လာတဲ့ကားနဲ့အိုးဝိသမားတို့ရန်ဖြစ်ကြတဲ့အတွက်တနက်ပြေဖောက်လူစုခွဲခံရတဲ့သတင်းဖြစ်ပါတယ်။ အမရပူရာမြို့နယ်မှာငလျင်တပ်သိမ်းပြည်သူတွေကိုလှူပြီးပြန်လာတဲ့ကနေဒေသခံအိုးဝေသမားတို့စကားများရာကနေရိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့လူမှုကွန်ရက်မှာပြန်လည်လာတဲ့ရုပ်သံမှတ်တမ်းတစ်ခုအရသိရပါဗျာ။ အဲ့ဒီဖြစ်စဉ်ဟာဧပြီလ၄ရက်မနက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့သိရပြီးလာလှူတဲ့ကားနဲ့ဒေသခံမိနီအိုဝေတိုလမ်းကျဲတစ်ခုနေရာမှာမတော်တဆထိခိုက်မိရကနေစကားများရန်ဖြစ်ကြပြီးဒေသခံအုပ်စုတစုကအလူရှင်ကားကိုဝိုင်းရိုက်လိုက်ကြတာလို့ဆိုပါတယ်ဖြစ်စဉ်အတွင်မှာအယဝတ်တွေဝှက်ထားတဲ့လူငယ်နှစ်ဦးကတနက်ပြေဖောက်လူစုခွဲခံရတာကိုရုပ်သံမှာတွေ့ရကြောင်းသိရပါတယ်အမရပူရာဗမာရန်ဖြစ်နေကြတဲ့ဖြစ်ရကလာလှူတဲ့ကားနဲ့မိနီအိုဝေတိုက်မိလို့ညှိကြရကနေပြဿနာဖြစ်ပြီးအဲ့ဒီ ိမ်ကအလူရှင်ကာကိုရိုက်လိုက်တာအဲ့ဒီအိမ်ကိုလည်းအရေးယူလိုက်တယ်ရိုက်လိုက်တဲ့သူတွေကိုလည်းရက်ွက်ယုံမှဖမ်းထားတယ်လို့သိရပါတယ်ဆိုပြီးလူမှုကွန်ရက်သွန်ဆွဲသူတဦးကမှတ်ချက်ရေးသားကြောင်းသိရပါတယ်ရှင်နောက်ဆုံးတင်ဆက်မယ့်သတင်းကတော့အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးစလာထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ် ဧပြီလ၄ရက်မှ၅ရက်အတွင်းတနင်္လာရီကရင်နယ်မှဧပြီလ၆ရက်မှ၁၇ရက်အတွင်းကြံတိုင်းခုနှစ်ခုနှင့်ပြည်နယ်လေးခုတို့တွင်အချိန်ကာမဟုတ်မှုရသည်ခြင်းနှင့်လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလာပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါသည်။အချိန်ကာမဟုတ်မှုရနိုင်မည်သတိပေးချက်အနေနဲ့ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တိုမှလေနွေးများနှင့်တရုတ်ပြည်မှကြီးပေါ်ရှိလေဖိအားကြီးရဝံဒေသမှရွှေရှားလာသောလေအေးများတွေ့ဆုံမှုကြောင့်၎င်း အရှေ့ဘက်မှာရေရှားလာသောလေပွေလှိုင်းများရဲ့အရှင်ဆောင်၎င်းဧပြီလ၄ရက်မှ၅ရက်အတွင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်နဲ့ဧပြီလ၆ရက်မှ၁၇ရက်အတွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြမှနေရာကျကျတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တို့တွင် နေရာစိစိမိုးထေချုံရွာနိုင်ကြောင်းသိရပါရရှင်